မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကောက်ပြိုင်ပွဲဒီမှာခဲနဲ့ရိုက်တယ်ဆိုတာကြားဘူးကြမယ်ထင်ပါတယ်ကောက်တန်နဲ့မရိုက်ပဲနဲ့ခဲနဲ့ရိုက်တယ်ပေါ့ခင်ဗျာကျွန်တော်တို့စကိုကတ်မှာခဲတန်နဲ့ရိုက်ချက်တွေပြင်ရေးပြီးတော့ပြိုင်ပွဲဝင်နေကြတဲ့စုတွေယူနေကြတဲ့အလေးထားတစ်ခုကိုနောက်ပြောင်းပြီးတော့ခေါ်ရတဲ့စကားနောက်ပြောင်းစကားလေးတစ်ခုဖြစ်ပါတယ် ဒါကကျွန်တော်တို့မြန်မာနိုင်ငံမှာနေမဟုတ်ပဲတခြားနိုင်ငံမှာလည်းဒီလိုဖြစ်ပျက်တည်အများကြီးရှိပါတယ်။အခုလက်ရှိ2025ခုနှစ် KPMG Women's PGA Championship ကိုဂျွန်လ16ရက်ကနေစပြီးတော့အမေရိကန်နိုင်ငံရဲ့ဒုတိယအခြေစိုက် Francisco Texas မှာရှိတဲ့ Bill Rich Ace ဆိုတဲ့ကွင်းမှာကျင်းပလည်းရှိပါတယ်။အဲ့လိုပွဲကြီးပွဲကောင်းမှာတောင်မှ ခဲနဲ့ရိုက်လို့ပွဲပယ်ခံရတဲ့ကစားသမားတယောက်ထွက်ပေါ်လာပါတယ်။သူကနည်းနည်းရရပုဂ္ဂိုလ်တယောက်လည်းမဟုတ်ပါဘူး။ professional teaching pro တယောက်လည်းဖြစ်ပါတယ်။ Peter Angel ဆိုတဲ့ professional teaching pro တယောက်ဟာသူကကစားဖို့အတွက် qualifying ဖြစ်လာလို့ major ပွဲမှာဝင်ရိုက်ပါတယ်။ဒါပေမဲ့ပထမနေ့ပြီးသွားတဲ့ချိန်မှာ score card ထဲမှာရိုက်ချက်တစ်ချက် ရှော့ရေးမိလို့ပွဲပယ်ပြစ်ဒဏ်ကြခံလိုက်ရပါတယ်။ဖလော်ရီဒါပြည်နယ်မှာနေတဲ့ရှီတာကတင်ကြားရေးတာဝန်တချင်းပရိုတာဝန်ထမ်းဆောင်နေခဲ့ပြီးတော့မှ2024 APGA Professional National Championship မှာထိပ်တန်း9ရောက်ထဲဝင်ခဲ့တဲ့အတွေ့အခု KPMG Women's PGA မှာပြိုင်ပွဲဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ပြန်ပွဲရဲ့ပထမနေ့မှာနေအရန်ပူတယ်သူဟိုးနံပါတ်16ပါ5မှာသူရိုက်ခဲ့တာဘူဂီ6ချက်ရိုက်ခဲ့တယ်ဒါမဲ့စကိုကတ်ထဲမှာသူကရိုက်ချက်5ချက်လို့မှားပြီးရေးခဲ့ပါတယ်အဲ့တော့ရူနံပါတ်3.3 B3 အရာဒီဂျူပြစ်တံကြခံလိုက်ရပါတယ်အဲသူရဲ့ရှင်းပြတဲ့ရှင်းပြချက်ကတော့နေရန်ပူလွန်အကြီးပြီးတော့ ငငယ်တော့ခံခဲ့ရဘူးတဲ့အပူနဲ့ဆိုင်တဲ့ကျမ်းမာရေးပြဿနာကြောင့်စိတ်မတည်မငြိမ်ဖြစ်နေခဲ့ပါတယ်အဲဒါကြောင့်စကိုးကက်မှာမှားရေးလိုက်မိပြီးတော့ဒါကိုလည်းသတိမမူခဲ့မိတာပါကျမလွတ်ရအတွက်ကျမတာဝန်ယူပါတယ်လို့ပြောကြားခဲ့ပါတယ် Rusokov Ru 3.3p3 မှာ stop play မှာမိမိရိုက်သွားတဲ့ရိုက်ချက်တဲ့ စကူနေပြီးတော့စကူကမှရေးမိရင်ဒီကျူးလို့ပြတ်ထန်ထားပါတယ်။ဒါပေမဲ့မှားရေးတာကပူရေးမိတာဆိုရင်တော့ဒီကျူးပြစ်တယ်မကြခင်ရပါဘူး။ပူရေးတဲ့အတိုင်းပဲသူကပြစ်တယ်အဲစကူကကဆက်ဝင်သွားမှဖြစ်ပါတယ်။အဲရော့ရေးတာတော့မယူသားမှုပေါ့ဗျာ။ပူရေးတာတော့မှားတာပေါ့ဒါပြဿနာမရှိဘူးပေါ့အဲ့လိုသုံးတတ်ပါတယ်။ဒီဖြစ်စဉ်မျိုးတွေကကျွန်တော်တို့ golf ပြိုင်ပွဲတော်တော်များများမှာမြင်နေတွေ့နေကြားသိနေရနေကြဖြစ်ပါတယ်။ခဲနဲ့ရိုက်ပြီးတော့ ဆူယူနေကြတာလည်းမြင်တွေ့ကြသည့်နေကြဖြစ်ပါတယ်။အဲ့တော့ဒါဒီဒီကျူကြခံမဲ့ပြည်တံဖြစ်ကြောင်းလေးစားစွာနဲ့တင်ပြလိုက်ရပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။